မင်္ဂလာပါရှင်ခစ်တက်တယ်လီဗီရှင်းကနေသတင်းများကိုတင်ဆက်ပေးလျက်ရှိပါတယ်ပထမအဦးဆုံးဘရောင်းတက်နေအတွင်းရှိကာကင်စကန်တစ်ခုကိုအေအေနဲ့ပူပေါင်းတက်သိမ့်ပိုက်စစ်ကောင်မရှင်ကတန်ချက်ကရင်များဖြင့်ပါအင်အားဖြည့်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ပဲခူးတိုင်းနောက်ချမ်းဗရောင်တန်နေဆင်းလန်းကျေးရွာနေရှိကကင်းစကန်ကုန်းနှစ်ခုကိုအေအေနဲ့တော်လိုင်းပြူပေါင်းတပ်ဖွဲ့များကသိမ်းပိုင်လိုက်ကြောင်းသိရပါရယ်ပြီးခဲ့တဲ့စက်တင်ဘာ26ရက်ကဆင်းလန်းစကန်ကုန်း၏ကကင်းစကန်ချိုကိုအေအေပြူပေါင်းတပ်ဖွဲ့ကသိမ်းပိုင်လိုက်ပြီးနောက်စစ်ကောင်ရှင်ကညောင်ချရော့ပဝင်းချင်းကိုပါအင်အားဖြစ်တဲ့မှုများပြုလုပ်လာခြင်းဖြစ်ပါရယ်ညောင်ချရော့ကစကန်တွေကိုကောက်ွယ်လူရင်းအပြင်ရေးကောက်ွယ်လုပ်မယ်လို့ပြောထားတဲ့တောင်ကုန်းလမ်းကြောင်းကိုပါအင်အားဖြစ်တင်ခြင်းနေတာဟုစစ်ရေးတရင်ရင်မြစ်ကပြောပါရယ် လက်လွတ်ဆုံးရှုံးလိုက်ရတဲ့ညောင်ကျိုးဒေသကိုလည်းအင်အားအပြည့်ပါတဲ့စစ်ရင်တန်းသုံးစီးဖြင့်အင်အားထက်မှန်ဖြစ်တင်ပြီးညောင်ချောက်တရာကိုဖျက်ဆီးအုံပြုတ်ခွင့်ကန့်သက်ထားကြောင်းသိရပါတယ်ဒေသခံချို့ကိုလည်းရွှေ့ပြောင်းခိုင်းထားပြီးမိုင်းတိုင်း29ခုနီးလွှတ်စင်တောင်းတွင်တွဲကားများနဲ့တင်ဆောင်လာသည့်တန်ချက်ကတိုက်ခိုက်ရေးရင် သုံးစီးပါရောက်ရှိနေကြောင်းသိရပါတယ်နေမြေစုံမှုမှုရာယူကအင်အားဖြစ်ထားတဲ့မိုင်းတိုင်း29သည်အုံရှိပင်လမ်းစုံနဲ့သုံးမိုင်များသာကွာဝေးပြီးဆုံးရှုံးခဲ့ရသည့်တောင်ကုန်းလမ်းချလမ်းဤညောင်ကျိုးစခန်းကြီး ီးကိုစစ်ကော်မရှင်ကပြန်လည်ရယူရန်ကြိုးပမ်းနေခြင်းဖြစ်ကြောင်းသိရှိရပါသည် ဆက်လက်တည်ဆက်ပေးမယ့်တရင်ကတော့အကျန်းဖဲစစ်တပ်၏ကကင်းစကန်အချို့တင်ပိုက်ခရပြီးနောက်နေရီကန်စကန်တို့ခြေလင်းစစ်ကြောင်းနှစ်ကြောင်းအပါဝင်စစ်ကောင်းအစီး20ခန်းဖြင့်အင်အားပြန်လည်ဖြည့်တင်းဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်မကွေးတိုင်းဆက်ရိုးဘော်တွင်ကကင်းစကန်အချို့တင်ပိုက်ခရပြီးနောက်အကျန်းဖဲစစ်တပ်ကနေရီကန်၄ကြောင်းရန်ကကွေးစကန်တို့ခြေလင်းစစ်ကြောင်းနှစ်ကြောင်းအပါဝင်စစ်ကောင်းအစီး20ဖြင့်စစ်အင်အားပြန်လည်ဖြည့်တင်းနေကြောင်းတင်ပြရရှိပါရယ်။ရခိုင်ပြည်အမျိုးနယ်နှင့်မကွေးတိုင်းငဖဲမြို့နယ်အမ် ဲ့ရိုးလန်းမော်ရှိအကျန်းဖက်စစ်တေကကင်းစကန်ချို့တင်ပိုက်ခရပြီးနောက်နေရီကန်လေးချောင်းရန်ကောင်းခွေစကန်တို့ဗရန်ရှိစုံကုန်းအမြောက်ကြီးတန်းနေငဖေးပိုင်းဇင်ပြွန်တောင်ပန်းမှာချင်းလင်းစစ်ကြောင်းနှစ်ကြောင်းနဲ့ကားအစီးရေ20ခန်းဖြင့်အင်အားဖြစ်တင်နေတယ်လို့စီရေးသတင်းရှင်မြစ်ကပြောပါရယ် ချေလင်းစစ်ကြောင်းကကပ္ပစ14ဘက်ကတကြောင်ကားလန့်ပညာတကြောင်ခွဲပြီးတက်တဲ့စစ်ကားကတော့အစီး20လောက်တက်တဲ့စစ်ကားပေါ်မှာလည်းလက်နက်အင်အားလူအင်အားအပြည့်ပါတယ်သူတို့ရဲ့အဓိကထောက်ကူပေးတဲ့စခန်းတချို့အခုရက်ပိုင်းကျထားတယ်လေပြန်လေထိုးစစ်ဆင်ဖို့ပဲဖြစ်မှာပါဟုပြောပါရယ်ယခုရက်ပိုင်းအရခတက်တော်အေကတိမ့်ပိုင်လိုက်တဲ့အကျင်းဖက်စစ်တဲစစ်ကန်များမှာနေကန်လေးချောင်းရန်ကာကွယ်စကန်ကိုအဓိကထောက်ကူပို့နေသည့်ကာကင်းစကန်ကိုများဖြစ်သည့်ဂုတ်ကြီးစကန်နဲ့စွန်တက်ပတ်ဝန်းကျင်မှာစစ်ကန် ိုးများဖြစ်ကြောင်းစီရင်တင်းရင်းမြစ်တို့ကပြောပါရယ်တင်ပိုက်ထားတဲ့ကကင်းစကန်ကုန်းအချို့မှာလက်နက်ခင်းအချို့နဲ့အကျန်းဖက်စစ်တိတ်အလောင်းများကိုလည်းအေအေကသိမ်းဆည်းရမိထားပြီးလက်နက်ချအလင်းဝင်သူများလည်းရှိကြောင်းသိရပါရယ်ရှင်တို့အသိခံရပြီးနောက်အကျန်းဖက်စစ်တပ်ဘက်မှအင်အားအများပြားပြန်လည်ဖြစ်တင်းနေသလိုရှနေစက်တင်ဘာ30ရက်နေ့မှာလေနေရီကန်တောင်ကျောရှိနေရာနှံ့ပြားမှာတိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်းသိရပါရယ်အေအေသိမ်းထားတဲ့ကကင်းစကန်ကုန်းများနဲ့နေရာအချို့ကိုလည်း အကြမ်းဖက်စစ်တပ်ကလေးချောင်းနဲ့လက်နက်ကြီးပစ်ကူတို့ဖြင့်ပြစ်ခတ်တိုက်ခိုက်လျက်ရှိတယ်လို့ဒေသခံတရင်ရင်းမြစ်တို့ကပြောပါရယ်။နေရီကန်လေးချောင်းရဲ့ကာကွယ်တပ်အနီးနားတွေပြီးရင် တခြားနေရီကန်တောင်ကျောတခြား ကြိုကြွက်ကြတချို့မှာတိုက်ပွဲဖြစ်နေတာရှိတယ်သူတို့ထိုးတက်လာရင်အေအေကတိုက်တယ်သူတို့လည်းရတဲ့နေရာကရတယ်လို့ထိုးတက်တယ်လက်နဲ့တန်တော့မဆဲဘူးဟုပြောပါတယ်ရခိုင်ပြည်တောင်ကုန်းနဲ့အမ်းမြို့နယ်များတွင်တို့ပြန်လည်ဝင်ရောက်နေရာယူနိုင်ရဲ့စီရေးမျှော်မှန်းချက်ဖြင့်တောင်ကုန်းပရောင်းရိုးတောင်ကျော်လန်းနဲ့အမ်ပရယ်ရိုးတောင်ကျော်လန်းများမှာအကြမ်းဖက်စစ်ချက်ကအင်အားထောင်နေချီဖြစ်တဲ့ကလေကြောင်းပစ်ကူများဖြင့်ထိုးစစ်ဆင်တိုက်ခိုင်းနေပါတယ်အရခဒေတာတွင်တိုက်ပွဲများနဲ့ပတ်သက်ပြီးအရခဒေတာအဆက်၃နေရာများဖြစ်တဲ့ ရခိုင်မကွေးဆက်ရခိုင်ပဲခူးဆက်ရခိုင်အေရော်ရီဆက်တို့တွင်ဖြစ်ပွားလျက်ရှိသောတိုက်ပွဲများ၌ဖက်စစ်ချမ်းဘဲစစ်ကောင်ရှင်တပ်သည်အထူးကကြာဆုံးများစွာရင်ဆိုင်နေရပြီးတပ်ပြက်လျက်ရှိကြောင်းအေကယမန်နေစက်တမ29ရက်ကထုတ်ပြန်ဖော်ပြပါရယ်ရှင်ပြင်ချမ်းဘဲစစ်တပ်၏အတင်းအဓမ္မစုဆောင်းခြင်းခံရသောတပ်ဖွဲ့ဝင်များမှတိုက်လူခိုင်လူစိတ်မရှိပဲရှေ့တန်းနောက်တန်းများမှအခွင့်ရရင်ရသလိုတပ်ပြေးခြင်းမိမိတို့ထံပတ်ပြောင်းခြင်းအလံဖြူထောင်ဝင်ရောက်ခြင်းတို့မှနေတိုင်းဖြစ်ပျက်လျက်ရှိသည်ဟုလည်းအေကထုတ်ပြန် ြန်ပြောဆိုထားကြောင်းသိရပါဗျ။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကြောင်းကတော့စစ်တပ်ကလေးချောင်းရီချောင်းနယ်လက်နက်ကြီးတိုက်ခိုက်မှုများဇက်တိုက်လှုပ်လာ၍ပြည်သူများသတိပြုနေထိုင်ရင်အေကအရေးပေါ်သတိပေးတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။အာရခတက်တော်အေထိန်ချုပ်ရာဒေသတွေမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးအကြမ်းဖက်စစ်တပ်ကလေးချောင်းရီချောင်းနယ်လက်နက်ကြီးတိုက်ခိုက်မှုတွေနေ့စဉ်ရက်ဆက်ပြုလုပ်နေတာကြောင့်ပြည်သူတွေသတိပြုနေထိုင်ကြဖို့အာရခတက်တော်အေကမနေ့ကအရေးပေါ်သတိပေးချက်ထုတ်ပြန်ပါတယ်။ရခိုင်ပြည်တွင်းနဲ့ရခိုင်ပြည်အဆက်၃နေရာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်းမှာအကြမ်းဖက်ဆေးအုပ်စုကအထိကဲ့အကြဆုံးများစွာနဲ့ရင်ဆိုင်နေရတာကတကြောင်ရေချောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုကြောင့်အများအပြားပြုလုပ်နေတယ်လို့ဆိုပါတယ်အရခတက်တော်အေးထိန်ချုပ်ထားတဲ့ပလဝါမျိုးကလူနေရက်ကွက်တွေကိုစစ်တပ်ကပေါင်900ဘုံတွေကျဲချခဲ့တာကြောင့်နှုတ်ဦးသေးဆုံးပြီး16ဦးထပ်မံတဲ့ဒဏ်ရာရရှိခဲ့တယ်လို့ရခိုင်ပြည်အခြေစိုက်သတင်းတွေကဖော်ပြပါတယ် စက်တင်ဘာ29ရက်နေ့လယ်ပိုင်းကပလဝဆေးရုံအနီးတစ်ဝိုက်ကိုစစ်တပ်ကပေါင်900ဘုံနှလုံး cluster ဘုံတစ်လုံးတို့ကျဲချခဲ့ပြီးအဲ့ဒီဘုံတွေကြောင့်လူတွေထိခိုက်သိမ်းဆုံးခဲ့တယ်လို့နေအိမ်တွေလည်းထိခိုက်ပျက်စီးခဲ့ကြောင်းသိရပါတယ်။အကြမ်းဖက်ဆေးရုံဆိုရဲ့အတင်းအဓမ္မစုဆောင်ခြင်းခံရတဲ့ တပ်ဖွဲ့ဝင်များမှတိုက်လို့ခိုက်လို့စိတ်မရှိပဲရှေ့တန်းနောက်တန်းတွေကနေအခွင့်ရရရင်ရသလိုတပ်ပြေတာမိမိတို့ထံဘက်ပြောင်းတာအလံဖြူထောင်ဝင်ရောက်တာတို့မှနေတိုင်းဖြစ်ပျက်ကြောင်းဆိုပါရယ်မြေပြင်တိုက်ပွဲတွေမှာအကြဆုံးများနေလို့အကျန်းဖက်စေအောင်ဆိုဟာယခုရက်ပိုင်းတွေမှာအေအေက ဒေတာအပြေဝထိမ့်ချုပ်ထားပြီးတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့မြို့ရွာတွေကစာတင်ကြောင်ဈေးဈေးုံဈေးကန်းနဲ့ဘုံကြီးကြောင်အဆရှိတဲ့နေရာတွေကိုနေညချိန်မီလေချောင်းရီချောင်းနဲ့လက်နက်ကြီးတို့နဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေပိုလုပ်လာလို့ပြည်သူတွေတတိနဲ့နေထိုင်ကြဖို့တိုက်တွန်းထားကြောင်းသိရှိရပါတယ်ဆလတ်တင်ဆက်ပေးမယ့်တရင်ကတော့ຫນွေဦးတော်လိုင်းရေးစိန်ခေါ်မှုများရင်ဆိုင်ကြော်လွားနိုင်ရေး NUG ရဲ့တမရနဲ့ KNPP ဥက္ကဋ္ဌတို့ဆွေးနွေးတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံတွင်လက်ရှိဖြစ်ပေါ်နေသောတော်လှန်ရေးစိန်ခေါ်မှုများရင်ဆိုင်ကြောလွားနိုင်ရေးအတွက်အမျိုးသားညီညွတ်ရေးဆိုရာ NUG ယာယီသမရဒူဟာလက်ရှိလာနေ KNY အမျိုးသားထွတ်တက်ရေးပါတီ KNPP ဥက္ကဋ္ဌတို့ယမန်နေကတွေ့ဆုံခဲ့ကြောင်း NUG ကသတင်းထုတ်ပြန်ပါတယ်လက်ရှိနိုင်ငံတွင်ဖြစ်ပေါ်နေသောတော်လှန်ရေးအခြေအနေများကြုံတွေ့နေရတဲ့တော်လှန်ရေးဆိုင်ရာစိန်ခေါ်မှုများကိုအထူးရင်ဆိုင်ကြောလွားနိုင်ရန်နဲ့အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီတိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းစဉ်များကိုခေါင်းဆောင်တို့ကဆွေးနွေးခဲ့ကြောင်း ေရပါတယ်မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ဒေါ်လန်ရေးအတွက်ရင်ဆိုင်ကြော်လွားနိုင်ရင်စိန်ခေါ်မှုတွေကိုကြော်ဖြတ်နိုင်ဖို့အတွက်အမျိုးသားညီညွတ်ရေးဆိုရာ NUG ရှိုင်းသမရဒူဝါလက်ရှိလာနဲ့ကရင်ပြည်အမျိုးသားတွတ်တက်ရေးပါတီ KNPP ဥက္ကဋ္ဌတို့ကတွေ့ဆုံခဲ့တယ်လို့သိရပါတယ်ထို့အတူတိုင်းပြည်အနှံ့အကြမ်းဖက်စစ်တပ်၏ပြစ်မှတ်မခွဲကြောင်းဘုံကျဲတိုက်ခိုက်မှုတွေကြောင့်ထိခိုက်ဒိဆုံခဲ့ရတဲ့မိသားစုများထိခိုက်ဒဏ်ရာကြောင့်ကုသနေရသူများနဲ့အသက်အိုးအိမ်စီးဆိုင်များဆွန့်လွတ်လျက်ထွက်ပြေးတိမ်းရှာ ောင်နေကြရတဲ့စစ်ပေးရှောင်ပြည်သူများအတွက်လူသားချင်းစာနာရေးဆိုင်ရာအကူအညီများကိုလည်းဆွေးနွေးခဲ့တယ်လို့သိရှိရပါတယ်။စက်တင်ဘာလ25ရက်နေ့ကလည်းနိုင်ငံတော်ယာယီသမ္မတဒူဝါလက်ရှိလာကခရင်မျိုးသားစီယုံ KNU ဥက္ကဋ္ဌပရိုကွဲထူဝင်းတို့နဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီးရင်းတွေ့ဆုံပွဲတွင်ຫນွေဦးဒေါ်လာရီအမြင့်ဆုံးအောင်မြင်စေရန်ဒေါ်လာရီအင်အားစုများကြားပူးပေါင်းလက်တွဲလှုပ်ဆောင်သွားမိကဏ္ဍများကြောင်းဆွေးနွေးခဲ့ကြောင်းဒေါ်လာရီအင်အားစုများကြားယခုထက်ပိုမိုစီလုံးညီညွတ်စွာလက်တွဲပြီးမြန်မာ နိုင်ငံဆင်အာနာရှင်လက်အောက်မှာအပိတိုင်လွတ်မြောက်ရေးဆင်အာနာရှင်နဲ့အာနာရှင်ဟူသည်။အမြင့်ပြတ်တိုက်ဖြတ်ရေးလွတ်လပ်မှုငြိမ်းချမ်းမှုနဲ့လူလူတရားဝါပြောမှုတို့ကို ဖော်ဆောင်နိုင်ရေးတို့အတွက်ဆက်လက်ပြီးခိုင်မာစွာအထူးလက်တွဲဆောင်ရွက်သွားကြရန်လေသဘောတူညီခဲ့ကြကြောင်းသိရှိရပါသည်။